အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ့် episode 10မှာတော့ရှယ်လီကဂျစ်စီကိုဝမ်းသာအားရပြေးလာခဲ့ပါတယ်ဒါမှမဟုတ်ဂျစ်စီကိုမရောက်ခင်လေးမှာပဲမီဒီယာတွေချက်ချင်းရောက်လာခဲ့ပြီးတော့ဂျစ်ကိုဝိုင်းထားလိုက်ကြပါတယ်ပြီးနောက်ဂျစ်ကိုလည်းမင်းကုန်းတွေဒရဆတ်မင်းနေပါတယ်ရှယ်လီတော့မီဒီယာတွေကသူ့ရှိကနေပိတ်ထားတာကြောင့်စိတ်တူနေခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ခမ်းမှာတော့ဒေါ်နဲ့မင်းတို့ကဂျစ်ရဲ့ဆပင်းက ပုံးပက်နေတဲ့တာယာတွေကိုကြည့်ပြီးတော့အံ့ဩနေကြပါတယ်။ခြေကတော့အလွာတွေအများကြီးပါတဲ့တာယာကိုတော့ကွဲပြက်နေအောင်စီးနင်းခဲ့တာဖြစ်ပါတယ်။ဒွန်းကတော့ဂျင်နာကိုရလာပြီးတော့ဆိုင်ငါတို့အတင်းကိုကယ်ပေးတဲ့အတွက်ကျေးဇူးပဲကွာဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီလိုနဲ့တစ်ဖွဲ့လုံးခြေကိုချီးကျူးနေကြတဲ့အချိန်မှာ ကိုတင်မကသူတို့ဘေးနားမှာငုံတုပ်ကြီးထိုင်းနေပြီးတော့ကြီးရဲ့ဆပင်းကို ကြည့်နေခဲ့ပါတယ်။အားလုံးကလည်း ဒီကောင်ကဘာလာရှုပ်နေရလဲဆိုတဲ့အကြည့်နဲ့ဝိုင်းကြည့်နေတဲ့အချိန်မှာတော့ကိုတင်ဘောက်ကထလာပြီးတော့ဘာမှမဟုတ်ပါဘူးကွာဒီကောင်လှုပ်ပြသွားတဲ့အကွက်ဒီကလမ်းတော့ဘာဆက်ပင်မျိုးစားကို စီးလဲဆိုတာကိုသိကျင်လို့လို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့ကိုတင်ဘောက်ကဂျေဆက်ပင်ရဲ့ frame ကခရိုမီယံ frame ဖြစ်တာကြောင့်တတိကျကျထင်းထင်းသိမ်းသိမ်းစီးရင်နောက်နေ့တရားလောက်ထိစီးလို့ရတယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်ထို့ချင်းပါ ဟေ့ဟာကိုတင်ပါအဲ့မှာဘာပြဿနာတွေထရှာနေရဆိုပြီးတော့သူ့အဖွဲ့သားတွေဖြစ်တဲ့ငမဲတို့ကရောက်လာခဲ့ကြပါတယ်နောက်ပြီးတော့ပြိုင်ပွဲကလည်းပြီးသွားပြီဖြစ်တာကြောင့် သူများတွေကိုထပ်ပြီးတော့ရန်မရှာဖို့ပြောလိုက်ပါတယ်ထို့အချိန်မှာပဲဒုံကထိုငမဲကသူ့ကိုဖနက်လျောင်းသွားတဲ့ငမဲဆိုတော့ကိုမမိသွားတာကြောင့်စော့တထုံးစားမင်းမလားငါ့ဖနက်အဆုတ်ကြီးလျောင်းသွားတာဆိုပြီးတော့လမ်းပြောလိုက်ပါတယ်ပြီးတော့တော့လေ သူဖြစ်ထားတဲ့ဒဏ်ရာတွေကိုတော့မေ့သွားပြီးတော့ထုံငမဲကိုလိုက်ထိုးပါရယ်။ကြံနေတဲ့သူတွေကတော့သူတို့ဘာတွေဖြစ်ခဲ့လဲဆိုတာကိုမသိတာကြောင့်ဒီအတိုင်းမေးရကြည့်နေကြပါရယ်။ဒီလိုနဲ့တုံလဲငမဲကိုလိုက်နဲ့နောက်ဆုံးတော့မိသွားခဲ့ပါရယ်။တောက်ငမဲဘာလို့အခုမှထွက်ပြေးနေရလဲ။ငါကလည်းကြံတဲ့ကိစ္စကိုသီးခံနိုင်ပေမဲ့ဒီကိစ္စမှာကိုမင်းကိုခွင့်မလုပ်ပေးနိုင်ဘူး။မင်းတော့သိပြီးသားမှဆိုပြီးတော့ဒုံကရှစ်တိုးလာပါရယ်။ ။ငမဲကတော့အေးအေးဆေးဆေးဖြေရှင်းကြဖို့ကိုပဲတောင်းတော့မမှန်ပြောနေခဲ့ပါဗျ။နောက်ဆုံးတော့ဒုံလဲငမဲစိတ်ကြတဲ့ရဲကြော်တဲ့ဖနာကိုအကြည့်ရောက်သွားခဲ့ပါဗျ။ဒီလိုနဲ့ဒုံကငမဲရဲ့ပခုံးကိုကိုင်လိုက်ပြီးတော့အေးအဲ့ဆိုအေးအေးဆေးဆေးစကားပြောကြတာပေါ့ဆိုပြီးတော့ငမဲရဲ့အဲကြော်တဲ့ဖနာကိုကြည့်ပြီးတော့စကားပြောနေခဲ့ပါဗျ။ငမဲလဲဒုံရဲ့အရေးချီကိုနားလည်သွားတာကြောင့်ဟေးအထာကတော့လုံးဝမဖြစ်နိုင်ဘူး ဒါပဲရမယ်ကွာဆိုပြီးတော့လက်ကလေးထောင်ပြလိုက်ပါတယ်။ထို့နောက်တော့ကလည်းငမဲရဲ့ဖနာကိုအင်အားသုံးလွတ်ယူခဲ့ပြီးတော့ငမဲကတော့ငါပိုက်ဆံပြန်ပေးဆိုလဲပြန်ပေးပါမယ်ကွာ။ဒါတော့မလုပ်ပါနဲ့ဆိုပြီးတော့တောင်းပန်နေပါတယ်။တွုံဆိုတဲ့ကောင်ကတော့ငမဲကိုပစပိတ်ထားဖို့နဲ့အေးအေးဆေးဆေးဖနာချင်းလဲလိုက်ကြဖို့ကိုပဲအတင်းကြလုပ်နေခဲ့ပါတယ်။နောက်ဆုံးတော့တွုံကအဲကြော်တဲ့ဖနာကိုပြပြောကြီးယူသွားခဲ့ပြီးတော့ ငမဲကတော့သူ့ရဲ့နန်းစော်လေးရဲ့ဖနာကိုပြီးခဲ့လိုက်ပါတယ်။ငမဲကတော့အရင်ကသူ တွဲခဲ့တဲ့စော်ကိုတော့သူ့ဖနာကိုတက်နင်းလို့ဆိုပြီးတော့ပါးကိုချခဲ့လောက်တဲ့အထိတံမိုးထားခဲ့ရတဲ့ဖနာကိုဂျုံကအတင်းလူယူသွားတာကြောင့်နောက်မှမြေအိမ်နဲ့မျက်ခွဲဖြစ်နေရရှာပါတယ်။သူတို့တယောက်ကိုနောက်ကနေလိုက်လာပြီးတော့ကြည့်နေတဲ့အဖွဲသားတွေကတော့သူတို့တယောက်ဖြစ်နေတာကိုကြည့်ပြီးတော့စိတ်ကုန်နေကြပါတယ်။ဒီလိုနဲ့ပြိုင်ပွဲကြီးအပြီးဖီနီကတယောက်နဲ့ဆက်မေးမမထိုင်နေတာ ခြေလုတ်သွားတဲ့အကွက်တွေကိုပြန်စင်းစားပြီးတော့ဘာကြောင့်မှမသိပြုံးနေခဲ့ပါရယ်ပရိချီမှာပဲဗီနီဇီကိုယူမီတို့အဖွဲ့ကရောက်ချလာခဲ့ပါရယ်ယူမီတို့ကတော့ဗီနီကိုနှုတ်ဆက်လိုက်ပြီးတော့သူတို့နဲ့အပြင်လိုက်ပြီးတော့ဘီယာသွားတော့မလားဆိုပြီးတော့ခေါ်နေခဲ့ပါရယ်ထိုချိန်မှာပဲဗီနီနောက်ကနေဆီယာမာရီကိုရောက်လာခဲ့ပြီးတော့အသက်မပြည့်သေးတဲ့ကောင်းလင်းကြီးဟောက်ဘီယာတောင်းနေရကိုမိသွားရင်ဘာဖြစ်သွားမလဲထင်လဲဆိုပြီးတော့ပြောကဗီနီကိုအတင်းဖဲ့ထားလိုက်ပါရယ် ဖီနီကတော့ဆီယာမာရီယိုကသူ့ကိုဘာမှပြောညာမပြောနဲ့ဖယ်ထားတာကြောင့်စိတ်တူသွားပြီးတော့အော်ဟစ်နေပါတယ်။ယူမီတို့လည်းဆီယာမာရီယိုရဲ့ပုံစံကိုကြည့်ပြီးတော့ကြောက်သွားကြကာငါတို့နောက်မှပဲဒီကိစ္စကိုပြန်ပြောကြတာပေါ့ဆိုပြီးတော့ထွက်သွားကြပါတယ်။ဖီနီရဲ့အော်တန်ကြောင့်မီနူးတို့လည်းဖီနီကိုလက်ကြည့်လိုက်မိကြပါတယ်။ထို့နောက်ဆီယာမာရီယိုကိုမြင်သွားတာကြောင့်ဆီယာကဘယ်လိုလုပ်ဒီရောက်နေရလဲဆိုပြီးတော့ပြောနေကြပါတယ်။ ကိုတင်မောင်ကလည်းဆီယာမာရီယိုကိုမြင်တော့ဟာနေပါဦး။သူကလွန်ခဲ့တဲ့၈နှစ်လောက်ကအီတလီကနာမည်ကြီးကစားသမားရီကာတိုရိုစီမလားဆိုပြီးတော့ဆီယာမာရီယိုကိုသိနေခဲ့ပါတယ်။တချို့ကစားသမားတွေကလည်းဆီယာမာရီယိုကိုသိနေကြပါတယ်။ဖီနီကတော့ဆီယာမာရီယိုဖက်ထားတာကိုခံရပြီးတော့ဖို့ဖို့ညံ့ညံ့ကြည်နေကငငယ်ကြီးထိုင်နေခဲ့ပါတယ်။ဒီဘက်မှာတော့ကိုတင်မောင်က တွေ့ရတာဝမ်းသာပါတယ်ဆရာတို့ဆရာကိုဗီဒီယိုထဲမှာပဲမြင်မှုလားအခုလို့အပြင်မှာဆရာကိုတွေ့ရနိုင်မယ်လို့တွေ့တော့မတွေ့ခဲ့မိဘူးဆိုပြီးတော့ဆရာမာရီယိုကိုပြောနေပါတယ်ဆရာမာရီယိုကတော့ငါ့ကိုမှတ်မိတဲ့သူတွေရှိသေးတာပဲဒါပေမဲ့ကောင်လေငါလည်းကိုရီးယားလူမျိုးဖြစ်နေပါပြီကွာငါရကိုရီးယားနာမည်ဖြစ်တဲ့မာရီယိုလို့ပဲခေါ်ဆန်းပါဆိုပြီးတော့ပြောလိုက်ပါတယ်ဆရာမာရီယိုကိုကြည့်နေတဲ့မီနူးကတော့ဂျုံဘက်ကိုလက်လာပြီးတော့ ဟေ့မင်းရောဒါရီကိုသိနေရလားဆိုပြီးတော့မေးလိုက်ပါတယ်။ဂျုံကတော့သူလည်းမသိကြအောင်ပြန်ပြောလိုက်ပါတယ်။ထွက်တော့မင်းတို့ကဆီယာမာရီယိုကိုဆီယာဆီယာကဘယ်လိုလုပ်ဒီမှာတစ်ချိန်လုံးရှိနေတာလဲ။ဆိုပြီးတော့မေးလိုက်ပါတယ်။ဆီယာမာရီယိုကလည်းကျောင်းကြီးကမင်းတို့ကိုစောင့်ပြီးတော့အိမ်ပြန်လိုက်ဖို့ပြေဖို့မာထားကြောင်းနဲ့ပြီးတော့သူတို့ရဲ့ဒီနေ့ကြိုးစားမှုတွေကုံယုံကြောင်းပြောပြလိုက်ပါတယ်။ထွက်ချင်းပါပဲ။ မော်နီယာကြီးကနေမွန်စတာကြီးတို့အဖွဲ့ဝင် ကစားသမားတယောက်ကပထမဆုံးပန်းဝင်လာတာကိုပြသထားပါတယ်။တီဂျီတို့အဖွဲ့ကဒီကောင်ကလည်းရက်ကန်ရက်ကန်နဲ့ပွဲပြီးကနေမှပန်းဝင်လာခဲ့တာကြောင့်နောက်တစ်ဆင့်တက်နိုင်သွားပါတယ်။မီနူးကတော့တီဂျီကိုကြည့်ပြီးတော့တောက်မြင်ကနေခဲ့ပါတယ်။ဒီလိုနဲ့ပဲယခုဆက်ဝင်ပြိုင်ပွဲကြီးရဲ့ပထမဆုံးနေ့ကို အဆုံးသတ်သွားခဲ့ပါတယ်။ဆီယာမာရီယိုကတော့သူ့ရဲ့ပန်းရောက်ကားကြီးနဲ့ဂျီတို့တစ်ဖွဲ့လုံးကို အိမ်ပြန်လိုက်ဖို့ပြေးနေပါတယ်။ကားပေါ်မှာတော့ဖင်နီကဆီယာဖင်နီရဲ့ကားရဲ့ရှေ့ခန်းမှာအတူထိုင်နေရတာကြောင့်စိတ်ညစ်နေပါတယ်။အိမ်ပြန်လမ်းမှာတော့ဒွန်ကအတော်ကြီးကိုညင်နေတာကြောင့်မင်းနူကဟေ့ဒွန်ညင်လာကြည်လားဆိုပြီးတော့မေးလိုက်ပါတယ်။ဒွန်ကလည်းဒီလိုပါပဲကွာ။ပြန်ပွဲကြောင့်ပြန်စဉ်းစားမိနေတာပါ။အခုမှပဲငါလည်းအချိန်ဆိုတာစက္ကန့်လေးကစားဘလောက်ရည်ကြီးတယ်ဆိုတော့ကိုယ်တိုင်ကြုံမှပဲနားလေတော့တယ်။ ပြီးတော့ငါလည်းဒီနေ့ပြန်ဝယ်ပြီးမှတကယ်လူဘဝဆိုတာကြီးကိုခံစားမိရတယ်။ခက်ခဲလက်တာကွာ။ဆိုပြီးတော့တောက်ကြီးတောက်ကျယ်တွေပြောနေပါတယ်။ဆီယာမာရီယိုကတော့ဂျုံပြောတဲ့စကားကိုသဘောကျသွားပြီးတော့ကောင်းလေတော့မင်းတို့ဖြတ်တန်းခဲ့ရတဲ့ဒီနေ့ကတခြားနေ့တွေလို့เจ้ามาရှိနေရတယ်ပို့ပြီးတော့အတိတ်ပဲရှိနေမလားအေးမင်းတို့ကြောက်ပြီလို့ကုဘွားကိုကြောက်မဲ့အချိန်မှာတွေ့ရမဲ့လူအတိုက်ဝန်းကြီးကပို့ပြီးတော့ခက်ခဲလိမ့်မယ်ကွာ အားရကြောင့်အခုချိန်မှာကိုပြောတဲ့အရာတွေကိုပဲတေချာလုပ်စမ်းပါကိုမလုပ်ချင်တာတွေကိုပဲကြိတ်မိတ်လုပ်ပြီးတော့အသက်တွေကြီးသွားရင်မင်းတို့ရဲ့အကြောင်းသားဘဝကဘလောက်တောင်တော့မျောစရာကောင်းတယ်ဆိုတာကိုနားလည်လာလိမ့်မယ်ပြီးတော့အဲ့ဒီအချိန်မှာတော့နောင်တရနေလဲဘာမှပြန်မရနိုင်တော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဆီယမ်မော်ရီရဲ့နောက်ဆုံးစကားကတော့စာတွေပဲကုန်းရုံလုံနေတဲ့ခြေကိုရည်ညွှန်းပြောနေတာဖြစ်ပါတယ်ဒီလိုနဲ့ပဲခြေတို့ရဲ့အိမ်သားကိုရောက်လာကြပြီးတော့ ခြေနဲ့မင်းနူးတို့ကိုချခဲ့လိုက်ပါတယ်။အားလုံးကလည်းမနေ့ပြန်မှကြောင်းမှာတွေ့ကြမယ်ဆိုပြီးတော့နှုတ်ဆက်လိုက်ကြပါတယ်။ဂျေရိုရဲ့အိမ်မှာတော့ဂျင်းကြီးလေးက TV မှာကြောင်လေးတွေအစီအစဉ်လာတော့မှဖြစ်တဲ့အကြောင်း line တွေကိုပြောင်းနေခဲ့ပါတယ်။ဒီလိုနဲ့ TV ပေါ်မှာနေ့လည်ကဂျေရိုပြန်ခဲ့တဲ့ပြန်ပွဲကိုပြတ်သားနေပြီးတော့ဂျီရဲ့မျက်နှာကြီးပေါ်လာတာကြောင့်ကြောင်သွားပါတယ်။နောက်ပြီးတော့ဂျင်းကြီးကဂျီစကီတွေပြနေတဲ့အပိုင်းကိုဒီတန်းကြီးကြောင်ကြည့်နေခဲ့ပါတယ်။ ။ထို့ချင်းပါပဲမီနီတို့ပြက်လာတဲ့အတန်ကိုကြားလိုက်ရတာကြောင့်သူ့ရဲ့ကြောင်လေးရဲ့အစီအစဉ်ကိုပြန်ပြောလိုက်ပြီးတော့ညင်နေခဲ့ပါတယ်။မီနီကတော့အိမ်ကိုရောက်ရောက်ချင်းပါပဲ။သူ့ကိုစားတွေကိုချွတ်လိုက်ပြီးတော့ရေချိုးဖို့ပြင်နေပါတယ်။ဂျီဆိုတဲ့ကောင်ကတော့ရေချိုးကန်းတဲ့ကိုပဲတက်တက်သွားလိုက်ပြီးတော့တကားပေါက်ကိုပိတ်လိုက်ပါတယ်။မီနီကတော့သူ့ကိုခဏလောက်တော့ရှူလေးပေါက်ဝင်ပြေးပါဆိုပြီးတော့တကားပေါက်ကိုထုတ်နေခဲ့ပါတယ်။ထို့နောက်မီနူလည်းမရနိုင်တဲ့ရောမန်တိတာကြောင့်လက်လျှော့လိုက်ပြီးတော့ နောက်ထပ်ပြိုင်ပွဲကတောင်၄ရက်နေဖြစ်တာကြောင့်ဘာနေကြလဲဆိုပြီးတော့ပြက်ကြိန်ကိုသွားကြည့်နေခဲ့ပါတယ်။ထို့ချိန်မှာပဲပြက်ကြိန်မှာ၁၅ရက်နေကိုမင်းနီနဲ့ဝိုင်းထတာကိုတွေ့တာကြောင့်ကောင်းလေ။မနေ့ပြန်၁၅ရက်နေကဘာနေမလို့မင်းနီနဲ့ဝိုင်းထတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ကျင့်ကြီးကတော့ကျွန်တော်လည်းမသိဘူး။အမေကတခါတလေမီဒီယာကတွေဘာတွေပြရမယ်ရက်ဆိုရင်တော့အဲ့လိုမှတ်ထားတတ်တယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ တောင်မချင်းကြီးကပြန်စဉ်းစားကြည့်လိုက်ပြီးတော့မနေ့ပြန်ကျင်းမွန်နေဖြစ်ကြောင်းကိုမီနူးကိုပြောပြလိုက်ပါတယ်။ဒီနေ့မှာပဲမီနူးကမနေ့ပြန်ကျင်းမွန်နေဆိုတာကိုတည်သွားခဲ့တာကိုပြထားပြီးတော့ဒီပိုင်းလေးကိုအဆုံးသတ်ထားပါရခင်ဗျာ။နောက်လာမယ့်အပိုင်းမှာတော့ကြီးကသူ့မွေးနေ့ကိုသူ့တငယ်ချင်းတွေနဲ့အတူဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကိုဒီပေါက်ကြီးကတငယ်ချင်းတွေနဲ့ဘာတလဲတွေထပ်ဖြစ်ကြအောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီနေရာထိလိုက်ပါကြည့်ရှုလာတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။